ူကလေအရင်လုံးကကြားမြင်ဆရာမမစောကြည့်ရတမီးတဲ့ကျမတုံကလေလာဝင်ရလေအကြာအမြင်ဟောတာမှန်လုံးလို့လေမင်းရှင်တဲ့လူဒီမှာတပုံတစ်ခါအောင်ဖြစ်နေတာတွေ့တယ်မဟုတ်ဒါမလို့ဖြစ်လားအဲ့ဒါကြောင့်မရရင်မဟောပါနဲ့လို့ညို့ကမပြောဘူးလားကျွန်တော်ဖြစ်တည်အောင်လုပ်ပေးခြင်းဒုက္ခ ကျွန်တော်မစွန့်လို့ဘူးပဲပြည်โอเคမင်္ဂလာပါကျွန်တော်ဒရိုက်တာပြည့်ဖြူနိုင်ပါလွန်ဇလန်တွဲကဒါပထမဆုံးအနေနဲ့ပြောရရင်တော့ဒီဇလန်လေးကျွန်တော်ရှိရောက်လာတဲ့ခါမှာအရန်ဟိုမှာထူကြတဲ့ဇလန်လေးဖြစ်နေတဲ့အတွက်ကြောင့်ဒါရိုက်ဖို့ရွေးချယ်ပြတာပေါ့လေနောက်တစ်ချက်ကကျတော့ဒါကန်နယ်ပလန်နဲ့ဘိုနက်ဇာနဲ့ဖြစ်တဲ့အတွက်အဲ quality contract တွေဝယ်ထုတ်တဲ့ operation တွေဖြစ်နေတဲ့အတွက်ကြောင့်ဒါရုံုံကြီးနဲ့ကိုရိုက်မယ်ဆိုပြီးတော့ရွေးချယ်ပြတာပါခင်ဗျာ လမတစ်ကတော့ကျွန်တော်တို့ဒီစပြီးတော့ဒီကာရီတာရွေးမယ်ဆိုတဲ့ခါမှာပေါ့နော်ဒီဇက်ဝင်ကန်ထဲမှာအာဇက်လန်ထဲမှာပါတဲ့ကာရီတာနဲ့အပြင်မှာရှိရတရုပ်ဆောင်တွေနဲ့အရင်ဆုံး live ဖက်မဲ့ shoot live ဖက်မှုရှိရလူတွေကိုအရင်ရွေးရတာပေါ့ရွေးပြီးတော့မှအဲ့ရနေမှာတစင်ကျွန်တော်တို့ဒီ preparation တွေလုပ်တယ်လုပ်ပြီးတော့မှဒီကာရီတာတွေကိုသူတို့ဒီပါတဲ့ cast တွေရဲ့ဂျင်းတွေကိုဝင်အောင်ထည့်ပေးရတာပေါ့တစင်ချင်းတစင်ချင်းထည့်ပေးပြီးတော့မှဒါကျွန်တော်တို့စတင်ရိုက်ကူးဖြစ်တာပေါ့ဟုတ်ကဲ့အာပုံပေါ်အခက်ဆုံးဆိုရင်တော့ဒီဇက်ထဲမှာအဓိက main တရုပ်ဆောင်ဖြစ်တဲ့လာဝန်းဆိုတဲ့ကောင်မလေးပေါ့သူကတော့အကြမ်းမြင်ဟောတဲ့ကောင်မလေးပေါ့ ဆိုတော့သူ့ရဲ့ character ကြတော့ဒီအိမ်မှာအာအနှိမ်ခံဖြစ်နေတဲ့ကောင်းပါလေဒါပေမဲ့သူကိုယ်တိုင်မှာသူကိုသူကိုယ်နိုင်မှာဒီမွေးရပါပါရမီပေါ့နော်အကြမ်းမြင်ဟောနိုင်တဲ့ဟာလေးရှိတယ်ဆိုတော့သူ့ရဲ့ character ကိုရုံလုံးဖော်ရတာကြတော့သူကနံပါတ်1ကအစ်စ်လည်းဖြစ်နေတဲ့ခါကျတော့နံပါတ်1တစ်ဖြစ်တယ်ပြီးတော့ခက်ခက်ခဲခဲလောက်ရတဲ့ character လည်းဖြစ်နေတဲ့ခါကျတော့သူ့ရောအာဖန်ဒီကနည်းနည်းလေးခက်ခက်ခဲခဲလေးတွေရှိတာပေါ့ဟုတ်စားရရလည်းဒီ Canon Plus Bonanza ဒါ writer အားလုံးဒီ script writer အားလုံးစုပေါင်းပြီးတော့မှ ဒီဇက်ထဲမှာပါတဲ့ကတ်စီနဲ့လိုက်ဖက်တဲ့အဲအဲဒီကာရီတာနဲ့လိုက်ဖက်တဲ့ဇက်ကောင်တွေကိုပဲဦးစားပြီးရွေးချယ်ထားတာဖြစ်တဲ့အတွက်အဲလိုက်ဖက်တယ်လို့ထင်ပါတယ်ခင်ဗျဒီဇက်ကိုကျွန်တော်ကစပြီးတော့ဒီ preparation stage မှာလည်းဘာကြီးအဓိကပြင်ဆင်ရလဲဆိုတော့ဇက်က1980လောက်ကအချိန်ဒီတစ်ခုအချိန်ခါတစ်ခုကိုအခြေခံထားတာဖြစ်တယ်ပေါ့နော်ဖြစ်တဲ့ခါကျတော့ကျွန်တော်ကအဓိကနံပါတ်1အရေးကြီးတာ location ပေါ့ location ဆိုအဲ့ခေတ်ခါနဲ့လိုက်ဖက်မှုရှိတဲ့ location ကိုကျွန်တော်ကမရရအောင်ရှာရတယ်အဲနောက်ဆုံးကျွန်တော်တို့ဒီ ဒီနေ့စီဆန်အိမ်ဆိုတာကြီးကိုရတဲ့ခါကျတော့လေအိမ်ကြီးကဟောင်းလောင်းကြီးဖြစ်နေတယ်ဘာမှမရှိဘူးပေါ့နော်အမရှိတဲ့အပြင်ကဟောင်းနွမ်းနေတယ်ဆိုတော့ကျွန်တော်အကုန်လုံးအဆအဆုံးအကုန်လုံးပြန်ပြီးတော့ဒီ renovation တွေပြန်လုပ်ရတယ်ပစ္စည်းတွေထည့်ရတယ်အဆင့်ဆင့်ပေါ့လေအဲ့ဒါကြီးလုပ်ရတယ်အလုပ်ပြီးတော့မှဒီနောက်တစ်ဆင့်အနေနဲ့ကျတော့ဇက်ကသူတို့မှာပါဝင်တဲ့ character တွေပေါ့သူတို့ဝတ်စားတဲ့အဝတ်စားတွေအဲအဲ့ဒီဟာတွေကအာဒီဘက်ခေတ်တွေနဲ့မတူတဲ့ခါကျတော့အဲ့ဒါကြီးအကောင်လုံးကခက်ခဲပြင်ဆင်ရတာတွေပေါ့ပြီးတော့နောက်တစ်ခုကဒီဇက်ပေါ့ ဇက်ကကြတော့လေကျွန်တော်တာမန်မြင်နေကြအပုံစံမဟုတ်ဘူးနည်းနည်းလေးထူးခြားမှုတွေရှိတယ်ပေါ့နော်အကြမ်းမြင်ဟော်ရာတွေပါတယ်ပြီးတော့ဒီကျွန်တော်တို့ဒီ horror vibes ပေါ့နော်ဒီနန္ဒဘဝတချို့လည်းပါတယ်ပေါ့ဒီအိမ်မှာဆွဲကပ်နေတဲ့ဝိညာဉ်တွေပါတယ်လည်းပါတဲ့ခါကျတော့ဆိုတော့အဲ့ဒါတွေအားလုံးကဒီအဲ့ဒီအားတွေအားလုံးကိုအခြေခံပြီးတော့အမှကျွန်တော်ကပြင်ဆင်ရတာပေါ့အဖွာဘာတူလဲဒီဘယ်လိုလုပ်ရောက်နေရလဲ လာဝန်းဆိုလို့ရှိရင်ကျွန်တော်တို့သူသူ့ရဲ့ emotion ကအရင်အထူးကြီးလဲလို့လို့မရဘူးသူကပပလေးနဲ့အဲရင်ထဲရောက်လောက်ရတဲ့ဟာမျိုးတွေဆိုတော့ကျွန်တော်တို့ကသူ့ခန်းနာပြင်ပြင်ရိုက်ရတယ်ခန်းနာပြင်ရိုက်ရတယ်ပြီးတော့အလူနောက်ဆုံးဒီငိုတဲ့ခန်းတွေသူ့အကိုကသူ့အိမ်မှာရှိတဲ့သူ့အကိုဝင်းဝဲကသူ့နှိပ်ဆက်တဲ့ဟာတွေမှာသူ့ရဲ့ရင်ထဲကိုပေါ့နော်မျက်လုံးကတစ်ဆင့်ပုံဖော်နိုင်မှုကိုကျွန်တော်တို့ကခက်ခက်ခဲဘူးပဲအချိန်ပေါင်းများစွာကျွန်တော်ထင်တယ်ခဏခဏသူ့ဆိုတနေ့ကုန်အဲ့လိုမျိုးငိုနေရတော့ ဟိုမျက်လုံးတွေပါမိုးအစ်လာတဲ့အဖြစ်တာပေါ့အဲ့လိုအဲ့လိုမျိုးအဲ့လောက်ထိကိုခက်ခက်ရဲရပါတယ်ဟုတ်အောက်ကျွေးဟိုဆောင်ရတဲ့ဒါမဟုတ်ပါဘူးပြောရဲဟိုနားချမှပါလို့ပါဟိုတောင်းပါမှာနော်တောင်းပါတောင်းပါနေဆိုတော့နောက်တမ်းနောက်မယ်ဆိုတဲ့သဘောပဲအရေးပေါ်မှာထူကြရကျွန်တော်ကိုယ်ကလည်းဒါကိုထူကြမှုရှိရလို့လည်းယုံကြည်တယ်ပေါ့ဘာလို့ဆိုတော့ကျွန်တော်တို့မြင်နေတွေ့နေကြမဟုတ်တဲ့အဲဇလန်းဇက်အိမ်မျိုးနဲ့ဖွဲ့ထားတယ်အဲအဲ့ဒါကတော့နံပါတ်1ထူကြချက်ပေါ့ အဲဘာထူးကြလဲဆိုတာကျွန်တော် ပြောလိုက်ရင် spine လို့ဖြစ်သွားမှာဆိုလို့ထွက်လာတဲ့ခါကြလို့ရှင်ကြည့်ပြပါဟုတ်ကဲ့အဲနံပါတ်1ကတော့ကျွန်တော်တို့ဒီဇလန်တွေဖြစ်တဲ့လျှောက်ပေါ့နော်ပြီးတော့နည်းနည်းလေးလဲ horror vibes လေးတွေရှိမယ်အဲ thriller suspense လေးတွေပါမယ်ပြီးတော့ဒီ drama ကြိုက်တဲ့ပြဿနာတွေလဲဟိုဒီအောင်စီးမျောလို့ရတယ်ပေါ့ဒီဇက်ကိုကြည့်ပါဆိုတော့တရေတွေကြီးပဲထိုင်ချောက်နေတာမျိုးလည်းမဟုတ်ဘူးသူဟာလေးနဲ့သူ drama လေးတွေပါမယ်ဆိုတော့အဲအဲ့လိုမျိုးကြတာမျိုးလေးခံစားရမှာဆိုတော့ကျွန်တော်စိတ်ထင်ပြဿနာတွေကဒီလူကားမျိုးကြိုက်မယ်လို့ထင်ပါတယ် အရာရာတိုင်းပါတယ်ငါပဲစီမံနေရတယ်ဒီကြားထဲမှာညီမနဲ့တူမတို့လည်းငါပူရတယ်ယောက်ျားနဲ့ပါလည်းဘာတခုမှအားကိုးလို့မရဘူးမလေငါကံကိုဆိုးပါတယ်ဆိုးပါတယ် ပေးခြင်းနံပါတ်6ကတော့ဒီဇယ်လန်မှာဆိုရင်ကျွန်တော်တို့မြန်မာယူရဖြစ်တဲ့ဒီရက်ကန်းရက်တာတွေပါမယ်ဒါကိုဘူးတူတာအနေနဲ့ကြည့်လို့ရရက်ကန်းဘလူးတွေရက်လဲခြီဘလူးထိုးလဲဒါလေးတွေကျွန်တော်တို့ထည့်ပြီးအသေးစိတ်လေးထည့်ရိုက်ပြထားတယ်ပေါ့အာပြီးတော့ဒီဒီမြန်မာမြန်မာမြန်မာတို့ရဲ့ရိုးရာဒလီရင်ကျေးမှုလေးတွေပေါ့အဲ့ဒါလေးတွေကိုကျွန်တော်တို့သိချာအနုစိတ်လေးထည့်ရိုက်ပြထားရရှိပါတယ်ဆိုတော့ပြည့်ကြည့်ရှုရပြည့်တဲ့အနေနဲ့လဲတချို့ဒလီပေါ့လေအာဘူးတူတာရနိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ ဟုတ်ဖြည့်ဆက်ပြောချင်တာကတော့ကျွန်တော်တို့ဒါ Canon Plus ကဘုံနဲ့စာပေါင်းပြီးတော့ကျွန်တော်တို့အကောင်းဆုံးပြည့်တက်ရင်လည်းကိုရောက်အောင်ပေါ့နော်ဟို quality လေးကိုလည်းထိန်းပြီးတော့ကောင်းကောင်းလေးဟိုပြည့်တက်ကြိုက်နှစ်တက်အောင်ကောင်းကောင်းလေးရိုက်ထားပါတယ်ဆိုတော့ Canon Plus မှာမကြာခင်ပြသပါလိမ့်မယ်ပြသတဲ့ခါကျလို့ရှိရင်လည်းကြည့်ရှုအားပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျာ တင်နဲ့နန်းနန်းနဲ့သွားရမလားညီမလေးကဘယ်သူလဲလောင်းဟုတ်တိနေရလားဟုတ်ကဲ့အာဒီလွန်ဇလန်တွဲလေးကကျွန်တော်အစရေကပြောခဲ့သလိုပေါ့ဇလန်လေးကထူးခြားမှုရှိရယ်အဟော်ရာလေးပါမယ်ဆပ်စပန်ပေါ့နော်ထရီလာပေါ့နော်ရသဆုံလေးပါမယ်ပြီးတော့ဒီကျွန်တော်တို့ဒီဒရမာလေးလည်းပါမယ်ဒရမာလည်းပါမယ်ပေါ့ဒီမိသားစုပြဿနာလေးပေါ့ကြားထဲမှာဒီအနှိမ်ခံကောင်မလေးနဲ့ဒီအိမ်မှာရှိနေတဲ့အဦးလေးတွေအတော်တွေကဒီကောင်မလေးနဲ့ဖြစ်တဲ့ပြဿနာလေးပေါ့အဲဆိုတော့အဲ့ဒီဟာလေးတွေကလည်း ပြည့်တဲ့ကြိုက်မယ်လို့ထင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်ဒီလွန်ရုပ်တန်ဇွဲလဲလေးကိုပေါ့နော်ကျွန်တော်တို့ဒီတရုပ်ဆောင်တွေရောဒါဆက်ဖွဲ့ရော အားလုံးပေါ့နော်ဒရိုက်တာရော ရှိသမျှ production ဘိုင်းအောင်အားလုံးအားသွင်ခွန်ဆောက်ပေါ့နော်အားသွင်ခွန်ဆိုင်ပေါ့စူးစမ်းပြီးတော့ရိုက်ကူးရိုက်ကူးထားပါဗျ။အဲဆိုတဲ့ခါကျတော့တကယ်လို့မကြခင်ထုံးလင်းပြသလာတဲ့ခါမှာလည်းအဲတခြားသောတရားဝင်မဟုတ်တဲ့ page တွေအဲတခြားသောနေရာတွေကနေပြီးတော့ခူးကူးနေရာတွေကနေမကြည့်ရှုပဲနဲ့ကျွန်တော်တို့ဒီ Canon Plus ရဲ့ official channel တွေ Canon Plus ရဲ့ official application တွေကနေစောင့်မျှကြည့်ရှုအားပေးဖို့လည်းကျွန်တော်မြင့်တဲ့ရက်ခံပါတယ်ခင်ဗျာ။